ကဘာဖလားပေါ်လိုပွဲလက်မှတ်တွေရဲ့ဇင်းလုံးတွေကိုကဘာပေါ်လိုအဖွဲချုပ် FIFA ကတရားဝင်ထုတ်ဖော်ကြေညာတာမလုပ်ပေမဲ့လက်မှတ်တွေစရောင်းလာတဲ့အတွက်လက်မှတ်တန်ဖိုးတွေထွက်ပေါ်လာခဲ့ပါတယ်။စုပွဲစဉ်တွေမှာတစောက်ကိုဒေါ်လာ60နဲ့စတယ်ဆိုပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာလက်မှတ်တန်ဖိုးဟာထောင်ကနေကျော်သွားတဲ့အတွက်တာမန်ဝင်ငွေသာရှိတဲ့ပြည်သက်တွေလက်လန်းမိဖို့ခက်ခဲသွားပါတယ်။ ်ဂွင်းနဲ့ခုံနေရာကိုလိုက်ပြီးထိုက်ခုံတွေကိုအမျိုးအစား1 2 3ဆိုပြီးခွဲခြားထားပါတယ်အမျိုးအစား၄ကတော့ဓာတ်ဖက်ကြပြီးအမြင့်ပိုင်းထိုက်ခုံတွေဖြစ်ပါတယ် အမျိုးအစားတစ်ကတော့မြန်မာလိုပြောရရင်အထူးသန်းထိုင်ခိုလိုနေရာတွေဖြစ်ပါတယ်။ဈေးအနည်းဆုံးထိုင်ခိုတွေဖြစ်တဲ့အုပ်စုပွဲစဉ်အမျိုးအစား၄ထိုင်ခိုတွေရဲ့ရောင်းစည်းကဒေါ်လာ60ကနေ105ဒေါ်လာအထိရှိပါတယ်။အုပ်စုပွဲစဉ်တွေရဲ့အမျိုးအစားတစ်ထိုင်ခိုတွေကတော့345ဒေါ်လာကနေ620ဒေါ်လာအထိရှိပါတယ်။စီမီဖိုင်နယ်ပွဲစဉ်တွေမှာဆိုရင်အမျိုးအစား၄ထိုင်ခိုတွေကဒေါ်လာ420ကနေ455အထိရှိပြီးအမျိုးအစားတစ်ထိုင်ခိုတွေကဒေါ် ါ်လာ2500ကျော်ကနေဒေါ်လာ3000နီးပါးအထိရှိပါတယ်။စီမီဖိုင်နယ်ပွဲစဉ်တွေမှာဆိုရင်အမျိုးအစား၄ထိုက်ခုံတွေကဒေါ်လာ420ကနေ455အထိရှိပြီးအမျိုးအစား၁ထိုက်ခုံတွေကဒေါ်လာ2500ကျော်ကနေဒေါ်လာ3000နီးပါးအထိရှိပါတယ်။ final ပွဲစဉ်ကဈေးအမြင့်ဆုံးအမျိုးအစားတစ်ထိုက်ခုကတော့ American dollar 6930ပေးရမှာဖြစ်ပါတယ်